ားလုံးပဲမင်္ဂလာပါအမြတ်ဝိ entertainment ကနေပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားဒီကနေ့မှာတော့ကျွန်တော်စိန်တူးချင်းနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုဘ ഹു ဒူရာရောက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကမ္ဘာ့ကျောင်းမင်းသမီးကြီး Marilyn Monroe ကပြောမှုပါတယ်။စိန်ဆိုရာဟာမိန်းကလေးတူရဲ့အလှကိုအကောင်းဆုံးဖော်ကျူးနိုင်တဲ့အရာပဲဆိုတာပါ။ James Bond ပြည်သက်တွေကလည်းပြောကြပါတယ်။စိန်ဆိုရာဟာထာဝရပဲတဲ့။ဟုတ်ပါတယ်။စိန်နဲ့ပတ်သက်လို့ကတော့ဘလို့ပြောပြောပြောကုန်နိုင်မှာမဟုတ်ပါဘူး။ဒီယတနာကြောက်ဟာသူ့ရဲ့ ဖြက်စအယောင်နဲ့လှပကြော်ရှင်မှုကြောင့်လူတိုင်းသိရှိကြိုင်းဖြစ်နေတာပါစိတ်ဆိုတာဟာလည်းဘလို့လက်ဝဲယတနာမျိုးဘလို့ပစ္စည်းမျိုးနဲ့တွေးဖက်ပြီးဝတ်ထားသည်ဖြစ်ပါစေအချိန်တိုင်းတက်မှတ်စရာဖြစ်နေတာပါလူတိုင်းသိရှိကြိုင်းအရာဖြစ်နေတာကြောင့်လည်းတော်ယုံတန်ယုံလူထန်းစားတွေလက်လန်းမမီနိုင်တဲ့အထီးလဲစိန်ကားဈေးကြီးပါတယ်ဆိုတော့စိန်ဟာဘလို့လုပ်ပြီးတော့မှကဘာမြေလောအောက်ကနေပြီးကျွန်တော်တို့ရဲ့လက်ဆောင်တွေပေါ်ကိုရောက်လာပါတယ်ဘလို့အခက်အခဲမျိုးစုံ ဘလို့လုပ်ငန်းစဉ်အစင်းစင်းကိုဖြတ်တန်းပြီးတော့မှစိန်ကိုခက်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 တူးနေကြပါတည်းပြီးတော့စိန်တူးဖို့ခြင်းရဲ့နောက်ွယ်တွေမှာဘလို့မျိုးကြောက်စရာကောင်းတဲ့အရာတွေရှိနေပါတည်းတကယ်တော့ကမ္ဘာစိန်တူးဖို့မှုဟာနှစ်ပေါင်းထောင်ပေါင်းများစွာတက်တန်းရှိနေပြီဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့စိန်တူးခြင်းအနုပညာအကြောင်းကိုကျွန်တော်တီးတလောက်မိတ်ဆွေတို့ကိုဝေမျှပေးတော့ခြင်းပါတယ်ကျွန်တော်တီးတလောက်ဆိုတာကကျွန်တော်ကိုယ်တိုင်တော့အဲ့ဒီစိန်တူးတဲ့စိန်တွင်းတွေကိုရောက်ဖို့တော့မဟုတ်ပါဘူး ဒါစာတွေကျွန်တော်ဖတ်မိတဲ့လောက်ကိုပြောပြပေးတော့မှာပါပထမဆုံးပြောချင်တာကစိန်တွေဘေကလာတယ်လဲဆိုတာပါဒါကတော့ကျွန်တော်အထွေအထူးပြောစရာလိုမယ်မထင်ပါဘူးစိန်ဟာကာဗွန်ကားနေဖြစ်တာလဲဆိုတာကလူတိုင်းသိနေတာပါပဲဒါပေမဲ့ကမ္ဘာမြေလောအောက်ကနေပြီးတော့လူတွေရဲ့လက်တွေ့ပေါ်ရောက်တဲ့စိန်ဖြစ်လာဖို့အထူးဖြတ်တန်းလာရတဲ့ခကြီးကအတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်စိန်ရဲ့ဘဝကကျွန်တော်တို့ကမ္ဘာမြေစီလောရဲ့အောင်မှန်ရာပေါင်းများစွာအကော်လောက်ကနေစတာဖြစ်ပါတယ် ကမ္ဘာမြေစီလောအောက်မှာစိန်တွေရှိနေတာနှစ်ပေါင်းဘီလီယံရှိရှိနေပါပြီ။ကမ္ဘာမြေလောအစဉ်ဆင်းရဲ့အောက်မှာတောက်တုံးကြောက်ခဲတွေအစဉ်ဆင်းရဲ့အောက်မှာနှစ်ပေါင်းများစွာလောင်ကျွန်းပြီးတော့မှပင်လေရေမျက်နှာပြင် အောက် PR ထက်အစပေါင်း၄000ကျွေလောက်ပိုမိုပြင်းထန်တဲ့ PR မျိုးနဲ့ PR ပေးခံထားရကနေစိန်တွေစတင်ဖြစ်တည်လာခဲ့တာပါ။ဒါလောက်ပြင်းထန်တဲ့ PR ကြီးလောက်မှာကာဗွန်အက်တမ်တွေဟာတဖြည်းဖြည်းချင်းအခေးဖြည့်တော့ပြီးအခုဒီကျွန်တော်တို့စိန်လို့ခေါ်နေတဲ့ ရှင်းလင်းပြတ်သားတဲ့အတုံးအခေဘဝကိုကူးပြောင်းသွားတာဖြစ်ပါတယ်။ဒါကြောင့်မစိန်ဟကဘာပေါ်မှာအမာကြောဆုံးအရာဝတ္ထုဖြစ်နေတာပါပဲ။ကဘာမြေလောအောက်မှာပြင်းထန်တဲ့ PR တွေပေးခံရတယ်။ပြင်းထန်တဲ့အပူချိန်တွေရဲ့ဒဏ်တွေခံစားရတယ်ဆိုတော့ဒီလိုဖြစ်လာတာပါ။စိန်ဟအများအပြည့်လောခင်ပါလိုက်လို့ခေါ်ရဲမိသင်းကြောက်အမျိုးအစနဲ့ဖွေးစည်းထားတာဖြစ်ပါတယ်။အစားတော့ကြောက်တွေနဲ့လဲဖွေးစည်းတတ်ပေမဲ့လည်းအဓိကအပြည့်တော့ ကင်မာလိုက်ကြောက်အမျိုးအစားမှာပဲစိန်ကိုတွေ့ရတယ်ပါတယ်ဆိုတော့ကဘာမြေလောပေါ်ကိုစိန်တွေဘလို့ရောက်လာတယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြောရအောင်ပါကျွန်တော်တို့ကဘာကြီးရဲ့အတွင်ပိုင်းနည်းနည်းဆိုင်ဆိုင်တနေရာမှာပြင်းထန်တဲ့ဖြစ်အားတွေဟာနှစ်သန်းပေါင်းရာနဲ့ရှိကြတဲ့အထိတစ်ဖြည်းဖြည်းနဲ့စုပေါင်းလာပါတယ်အဲ့ဒီနေရာတွေဟာစိန်တွေဖြစ်ပေါ်လာတဲ့နေရာလဲဖြစ်ပါတယ်အကြီးပျော်နေတဲ့ကင်မာလိုက်ကြောက်တွေလည်းရှိနေတဲ့နေရာပါအဲ့ဒီနောက်မှာတော့ကဘာအပေါ်ရင်လောကိုဖွေးစည်းထားတဲ့ တောက်ထုတော်ကြီးတွေစတင်ရွေးလျားလာတဲ့အခါမှာအတွင်းပိုင်းကဖီအားတွေဟာလမ်းကြောင်းတစ်ခုရာတော်ပြီးတော့မှတကယ့်ကိုလျင်မြင်တဲ့အစိတ်အဟုန်မျိုးနဲ့ရွေးလျားပေါက်ကွဲထွက်လာပါတယ်။ဒီအစင်းမှာပဲကင်ပါလိုက်ကျောက်တွေဟာကမ္ဘာမြေလျော်ကိုပြတ်ပြီးတော့မှတနအီကိုကီလိုမီတာ30အမြန်နှုန်းနဲ့ထိုးတက်လာခဲ့ပါတယ်။ဒီလိုအစိတ်အဟုန်ပြင်းပြင်းနဲ့တက်လာခဲ့တာကြောင့်ပဲစိန်တွေကိုအောက်ရှေ့ကနေမပြတ်စီးပဲကမ္ဘာမျက်နှာပြင်စီကိုတေဆောင်းပေးနိုင်တာပါ။ဒီဖြစ်စဉ်ဒီ ပေါက်ကွေးထွက်မှုဟာနှစ်တန်းပေါင်းရာနဲ့ရှိတဲ့အချိန်ကာလအတွင်းမှာတစ်ချိန်တစ်ခါသာဖြစ်ပေါ်လေ့ရှိပါတယ်။ဒါဟာတာမဲမီးတောင်ပေါက်ကွေးမှုဖြစ်စဉ်မဟုတ်ပါဘူး။ကမ္ဘာအတွင်းပိုင်းတနေရာကပေါက်ကွေးမှုဖြစ်ပြီးတော့ကင်ဘာလိုက်တွေကိုစိန်တွင်နဲ့အတူတူကမ္ဘာမြေလျော်ထက်ကိုရောက်လာစေတဲ့ပေါက်ကွေးမှုဖြစ်ပါတယ်။အကြီးပျော်နေတဲ့ဒီကင်ဘာလိုက်ကြောက်တွေဟာဆိုရင်ကမ္ဘာမြေလျော်အပေါ်ကိုတက်လာတဲ့နေရာမှာလျင်မြင်မြင်ပဲ AK ပြီးတော့မှအခေးဖြစ်တော့ပါတယ်။ဒါကိုဘူမိဗေဒပညာရှင်တွေကကင်ဘာလိုက် ပိုက်လို့ခေါ်ပါတယ်။စိန်တွေကိုတူးဖို့ရာရှိတာကလည်းအဲ့ဒီခင်ပါလိုက်ပိုက်တွေရှိတဲ့နေရာတွေမှာပါ။အစိုးရခင်ပါလိုက်ကြောက်တွေဟာအဘအပေါ်ဆုံးမြေလော်နဲ့နီနီကက်ကက်ကိုရောက်လာခဲ့တယ်လို့အစိုးရကတော့ကဘာအနယ်ဆိုင်ဆုံးနေရာတွေမှာရှိနေတတ်ပါတယ်။ဘာပဲပြောပြောကျွန်တော်တို့ကဘာမှာခင်ပါလိုက်ပိုက်တွေတည်ရှိနေတာဟာနှစ်တန်ပေါင်းရာနဲ့ရှိကြာမြင့်နေပြီဖြစ်ပါတယ်။ခင်ပါလိုက်ကြောက်တွေကဘာမြေလော်ဘော်ကိုတက်လာတဲ့ဒီပေါက်ကွေးမှုဖြစ်စဉ်နောက်ဆုံးဖြစ်ခဲ့တာကနှစ်တန်ပေါင်းတရာကျော်ကြာမြင့်နေပြီဖြစ်လို့ပါ။ ဆိုတော့မိတ်ဆွေတို့သာစိန်ဝေထားတယ်ဆိုရင်တကိသက်တန်းရင်ရှေဟောင်းလဝဲယတနာပစ္စည်းတစ်ခုကိုပိုင်ဆိုင်ထားနိုင်ပြီဆိုတာဂုံယူလိုက်ပါဒါကတော့စတာပါဆက်ရရင်တော့ခင်မာလိုက်ကြောက်တွေမြေလောထက်ကိုရောက်လာတဲ့ဖြစ်စဉ်ဟာနှစ်တန်းပေါင်းရာနဲ့ရှိမှတစ်ခါဖြစ်တတ်တာဆိုတော့တကိကိုပဲရှားတောင်းရှားကေဖြစ်တောင်းဖြစ်ကေဖြစ်စဉ်မျိုးဖြစ်ပါတယ်ဒီနေ့ရှင်ကာလာမှာမြေလောထက်ကိုရောက်လာတဲ့စိန်ဆိုတာ မရှိပါဘူးဟိုးအရင်နှစ်တန်းပေါင်းရာနဲ့ရှိကာလာကလေးကတက်လာတဲ့စိန်တွေကိုပဲ ကျွန်တော်တို့တွေ24ယူနေရတာဖြစ်ပါတယ်။ကဘာအရှာဆုံးယတနာလည်းဖြစ်ပါတယ်။ဒီကဘာအမှကြော်ဆုံးအရာဝတ္ထုလည်းဖြစ်ပါတယ်။ကြည့်ရတာလည်းဒီအရန်ကြက်တည်ရရှိပြီးလှပနေတာဆိုတော့စိန်ဈေးတွေကလည်းခေါင်တဲလာခဲ့တာပါပဲ။စိန်ကဘလောက်အထိရှားသလဲဆိုရင်ကျွန်တော်တို့ကဘာတမိုင်းမှာ24ရရှိတဲ့စိန်အားလုံးကိုစူးပုံလိုက်မယ်ဆိုရင်တော့မှလန်ဒန်မြို့ကနှစ်ထပ်ဘတ်စ်ကားတစ်လုံးစာလောက်ပဲရမှာဖြစ်ပါတယ်။ကဘာနေရာတော်တော်များများမှာစိန်ကိုတွေးနိုင်တဲ့ဆိုပေမဲ့လို့ တူဖို့ရလောက်အောင်ဒီများတဲ့နေရာရေလို့သိမရှိပါဘူးစိန်တူဖို့ရေလုပ်ငန်းတွေအဓိကလုပ်တဲ့နေရာတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ရုရှားကစိုက်ဘေးရီးယားအာဖရိကကနေဒါနဲ့ဩစတြေးလျတို့ပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ရုရှားကတော့2020ခုနှစ်မှာဆိုရင်တူးတနိုင်ငံဒေးတန်ကိုပဲ၄နှစ်ကာရနီပါတူဖို့နိုင်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လည်းဒါကလည်းရှားတောင်ရှားကဖြစ်ရမျိုးပါပဲအများအပြားတော့စင်ကအရလောက်အများကြီးတူးဖို့ရရှိဖို့အရန်ခက်ပါတယ် ိန်လွဲတွေဆိုတာကလည်းကမ္ဘာနေရာအနှံ့မှာရှိမနေပါဘူးကမ္ဘာမြေလောကြီးကိုနည်းနည်းဆိုင်ဆိုင် မတူဖို့ခင်မှာမိုင်းတွဲကုမ္ပဏီတွေဟာခင်ဗာလိုက်ကြောက်တွေနဲ့ပတ်သက်လို့တွင်းကျင်ဘူမိပေဒါပညာရှင်တွေကိုအားကိုးရပါတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗာလိုက်ကြောက်တွေရှိတဲ့နေရာဟာစိန်တွေရှိနေတဲ့နေရာဖြစ်လို့ပါပဲ။ဂျူရုတွေဘူမိပေဒါပညာရက်တွေကိုကောင်းကောင်းအသုံးချပြီးတော့စိန်တူးဖော်မဲ့နေရာနဲ့ပတ်သက်လို့အသေးစိတ်အဆက်လက်တွေတည်အောင်လုပ်ရပါတယ်။နမူနာပုံစံတွေကိုရှာရပါတယ်။ ကင်မာလိုက်ကြောက်တွေတွေးပြီဆိုရင်လည်းစီဘောဖြစ်တူးဘောလို့ရတဲ့အထိစိန်တွေအများအများရှိနေသလားဆိုတာကိုလည်းစမ်းရပါသေးတယ်။ဒီကြောက်တွေမှာစိန်တွေအလုံးအလောက်ရှိနေမှသာတူးဘောမှုလုပ်ငန်းတွေစတင်ရတာဖြစ်ပါတယ်။အရင်အနည်းကလည်းကြည့်သလိုအလုံးသမားအင်အားဆဲရင်နေရာအင်အားတွေလည်းစူးပြုံတုံဆွဲရတဲ့အတွက်အသေးစိတ်ကိုလောက်ကြရတာဖြစ်ပါတယ်။ကင်မာလိုက်တွေမှာစိန်တွေအများအများရှိနေတဲ့စီဘောဖြစ်တူးဘောလို့ရတယ်ဆိုတာတေးသေးရှာရှာပြီးပြီးရင်တောင်မှ စိန်တွေရဲ့အရည်အသွေးကိုစေ့ရသေးတာပါဘလို့စိန်အမျိုးအစားစိန်အရည်အသွေးကိုအများဆုံးတူးဖော်ရနိုင်တယ်ဆိုတာကိုစစ်ဆေးရတာဖြစ်ပါတယ်ဒါမှသာစိန်တူးဖော်ရေးလုပ်ငန်းတစ်ခုကအမြတ်အစွန်ကျန်မှတည်ကြတာပါအခုကျွန်တော်ပြောပြတဲ့အရာအလုံးတည်ကြပြီဆိုတော့မှသာတူးဖော်မှုတွေကိုစတင်တာဖြစ်ပါတယ်ဒါပေမဲ့ဒါဒီဇယ်လန်ရဲ့အစားပိုင်းအဆင့်သားရှိနေပါသေးတယ်တူးဖော်ပြီးနောက်မှာလက်ဝဲယတနာဆိုင်တွေစီစိန်တွေရောက်လာဖို့အထိခကြီးလန်ကအများကြီးလိုပါသေးတယ်အရန်ကိုပဲရှုပ်ထွေးသလို လုံသားအင်အားအများအပြားစဲရင်နေရာအင်အားအများအပြားသုံးကားတဲ့လုပ်ငန်းစဉ်တွေကလည်းအရန်အနေနဲ့များပါတယ်။ဆိုတော့စိန်တူဖို့ရေးလုပ်ငန်းတွေဘလို့အလုံးလုံးတည်းလဲဆက်ပြီးကြီးကြပါပဲ။ဘလို့နီးလဲတွေကိုအသုံးချတယ်လဲဆိုတာလာပါပြီ။ရေဘူးရအပြင်တော့ကဘာပေါ်မှာစိန်တူဖို့မှုနီးလဲလေးမျိုးရှိတယ်လို့ပြောလို့ရပါတယ်။ပထမဆုံးတစ်ခုကတော့တော်တော်များများအသုံးချနေတဲ့နီးလဲတစ်ခုဖြစ်ပါတယ်။စိန်ကိုတမယိုးကြမျက်နှာပြင် ဖွင့်ပြီးတူတဲ့ Pit Mining နဲ့မြေအောက်မှာတူဖို့တဲ့ underground mining နည်းလမ်းတစ်ခုပါဒီနှစ်ခုကို perma 2 for မူတာမှမဟုတ် pi 2 for မူလို့လည်းခေါ်ကြပါတယ်စိန်လွေဟာဟိုးနှစ်သန်းပေါင်းရာနေရှိကတိကကင်မာလိုက်ကြောက်တွေ့ကြောင်းကဘာမြေလော်ထက်ကိုရောက်လာတယ်ဆိုတာကိုကျွန်တော်စောစောကပြောပြပြပါပြီဆိုတော့စိန်2 for ဘို့အတွဲဆိုရင်အယိုရှန်ဆုံးနည်းလမ်းကအဲ့ဒီကင်မာလိုက်ကြောက်တွေ့ရဲ့တည်နေရာကိုရှာပြီးတူးယူလာတာပါပဲ pit mining ဆိုတာကတော့စိန်2 for ရေလုံငန်းတော်တော်များများအသုံးချနေတဲ့ တူဖော်မှုနီလန်တခုဖြစ်ပြီးတော့ကမ္ဘာမြေလောအတွင်ပိုင်းမီတာအနည်းငယ်လောက်အထိရောက်ဖို့ကြီးမားတဲ့ဒီတွင်းကြီးတွေတူယူတာမျိုးတွေပါပါတယ်ပုံမှန်အဖြစ်တော့ကမ္ဘာမြေလောအထက်မှာရှိနေတဲ့မြေသားတွေနဲ့တောက်တုံးကြောက်ခေးတွေကိုအထူးဆဲရန်တရားကြီးတွေတုံပြီးတော့မှအရင်ဆုံးဖိပစ်ပါတယ်အဲ့ဒီနောက်မှာတော့ခင်ပါလိုက်တောက်တိုင်းမျက်နှာပြည့်အနည်းအထိနီနီကက်ကက်ရောက်လာတဲ့အခါမှာတောက်တွေကိုဖြိုခွေးဖို့အတွက်ဒီပေါက်ကွေးစေတဲ့ပစ္စည်းတွေကိုတုံပါတယ်ဒီနေရာမှာဒီတွင်းကျပညာရှင်တွေ လုံသားတွေနဲ့ဆဲရန်ရာကြီးတွေကိုအင်းနဲ့အားနဲ့အသုံးချရပါတယ်။ပောက်ကွေးပြီးနောက်မှာဒီရလာတဲ့ကြောက်တုံးအပိုင်းအစားတွေကို Iram Amye 2Z ကြီးတွေနဲ့2ဖို့ရာယူပြီးတော့ Tracker ကြီးတွေနဲ့တင်ပြီးစိန်ခွေးထုတ်တဲ့ဆဲရုံပေါ်တော့ဒီ Diamond Processing Plant တွေကိုပို့ရပါတယ်။စိန်ကိုမျက်နှာပြင်ဖွင့်2ဖို့တဲ့နေရာတွေဟာလူသူအယောက်အပေါက်နေပြီးတော့မှခေါင်ခိုင်းလာတဲ့နေရာတွေမှာပဲရှိတတ်ပါတယ်။ဒါပေမဲ့လည်းတီတီရောက်2ဖို့နိုင်ဖို့အတွက်လုံသားအင်အားအများအပြားကို2ဖို့ရေးမှအသုံးပြုရတယ်။ ူတို့အတွက်နေစရာတွေဖန်တီးပေးရတယ်။ပြီးရင်ဒီစားနေရိတ်ခါနဲ့အတုံးအဆောင်ပစ္စည်းအလုံးအလောက်ထားပေးရတယ်ဆိုတော့ကုန်ကြစရိတ်ကအရင်ကြီးမှာပါပဲ။ဒါကြောင့်စိန်တူးဖို့မဲ့နေရာဆိုရင်တေးသေးရှာရှာကယူတစိုက်ရွေးရှည်ကြရတာပါ။ပြီးရင်ဒီတူးဖို့ဖို့ကုမ္ပဏီအတွက်လည်းရေရှည်မှငွေကြေးကုန်ကြမှုနဲ့ပတ်သက်လို့ဒီကြည့်ရသေးတဲ့အတွက်ပါ။မျက်နှာပြင်ကိုဖွင့်ပြီးတူးဖို့မှုနီးလင်းဖြစ်တဲ့ bit mining ကိုအသုံးပြုထားတဲ့စိန်တွဲမှာဆိုရင်မြေပြင်မှာဒီအဝိုင်းပုံပေါ့နော် ဒါမှမဟုတ်ဒီဘေးဥပုံတဲ့အလွန်တရာမှကြီးမားတဲ့ twin energy တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ twin ရဲ့ဒီဘေးနံရံတွေကိုလည်းလုံသားတွေနဲ့ဆက်တွေလွေလွေကူကူအတက်အဆင်းလုံးနိုင်ဖို့လေကထေးပုံစံလမ်းတွေကိုအစင်းစင်းဖန်တီးထားရပါသေးတယ်။အောက်ရှိကိုရောက်လာလေလေ twin ကကျင်းမြောင်းလာလေလေပါပဲ။ကင်မာလိုက်ပိုက်တွေဟာမြေပြင်နဲ့တိတ်မဝေးပဲမီတာ90ကနေ100ပက်ရှာလေလောက်မှရှိနေတဲ့အချိန်မှာ speed mining ကိုပဲတုံ့ကြပါရစေ။ twin အနက်ကဆက်တူဖို့အတွက်ကုန်ကြားစရိတ်များလာပြီးတော့ စီးပွားရေးအရာတွဲရှည်မကိုက်တော့တဲ့အခါမှာတော့ pit mining ကိုရပ်လိုက်ပြီးတော့မှဒီမြေအောက်တူဖို့မှုပေါ့နော်ဒီ underground mining ကိုပြောင်းလဲပြီးအသုံးပြုရပါတယ် underground mining ကတော့သူနာမီအတိုင်းပဲလုံးဝမြေအောက်ထဲမှာတူဖို့တဲ့နည်းလမ်းပဲဖြစ်ပါတယ် mine တွင်သမားတွေ mine တွင်ပညာရှင်တွေဟာဒီ kimber light ပိုက်တွေနာရောက်တဲ့အထိမြေအောက်လှိုင်ခေါင်းတွေအထက်ထက်တူပြီးတော့မှတော်ကြတာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့လှိုင်ခေါင်းနှစ်ခုကိုအပေါ်အောက်တူကြတာများပါတယ်လှိုင်ခေါင်းတစ်ခုနဲ့တစ်ခုကြားမှာ ဒီ25မီတာလောက်ရှားနာပြီးတော့မှနှစ်ခုစလုံးကိုရှိတ်ဆက်ပေးထားတဲ့ downlight လမ်းကြောင်းတွေကိုလည်းထည့်ထားပါတယ်။ဘလို့အလုပ်လုပ်တယ်လဲဆိုတော့ဒီအပေါ်ကဒီလှိုင်ခေါင်းကနေကင်ပါလိုက်ပိုက်တွေကိုလှီးဖြဲတလို့မျိုးပေါ့နော်။တူးဖော်ပြီးတော့မှဒီပောက်ကွေးပစ္စည်းတွေနဲ့ဖြိုရှားပြစ်ပါတယ်။အဲ့ဒီကနေဖြိုရှားလိုက်တဲ့ဒီကြောက်တွေဟာ downlight လမ်းကြောင်းကနေတောက်လျှောက်ဆင်းတော့ပြီးတော့မှဒီအောက်ဘက်ကလှိုင်ခေါင်းတွေကိုရောက်တော့ပါတယ်။အောက်ဘက်လှိုင်ခေါင်းတွေကိုအရောက်မှမှကြားလာတဲ့ကြောက်တွေကိုရွေးရှည်ပြီးတော့မှ စိန်ခွေးထုတ်တဲ့စံယုံတွေစီကိုပို့ရတာဖြစ်ပါတယ်။ဒီနီလန်းကတော့ထီရောက်မှုရှိတယ်လို့အများအများတူးဖော်လို့ရတဲ့နီလန်းဖြစ်တဲ့အတွက်အသုံးများပါတယ်။စိန်တူးဖော်ရင်းနဲ့မယ်ဒီအရှာတော့အဖိုးတန်ကြောက်တွေကိုတွေးနိုင်တဲ့နီလန်းလည်းဖြစ်တဲ့အတွက်ဒီအမျက်အစွန်းကိုလည်းပိုများစေလို့တော်တော်များများအကြိုက်တွေ့ကြပါတယ်။ဒါပေမဲ့လည်းကုန်ကြစရိတ်များတယ်လို့အန်ဒီရီလေးများတဲ့နီလန်းလည်းဖြစ်ပါတယ်။ဘာပဲပြောပြောတီနီယာတစ်ခုမှာစိန်တွေအများအများရှိနေပြီး အမျက်အစွန်းလဲရဖို့တေချာနေပြီဆိုရင်တော့ဒီနီလန်းတွေကိုတုံးကြရတာပါပဲဒါပေမဲ့လည်းစိန်တကာရဲလောက်ရဖို့အတွက်ကိုကပ္ပမြေတော်တင်ချိန်250လောက်ဖြေရှားရတာပါစိန်ကရှားတာကိုပထမနီလန်းတစ်ခုအပြင်နောက်ထပ်တုံးကြတဲ့နီကတော့မြေရှောင်းကမ်းခြေတွေကနေစိန်2ဖို့ရဲ LVA mining ပဲဖြစ်ပါတယ်ဒီဒီနီလန်းကိုဆိုလို့ရှိရင်အရင်2ဖို့မှုအပြည့်လူသိများပါတယ်ဒီနီမာကဒီပထမနီလန်းတစ်ခုမှလို့မျိုးကင်ပါလိုက်ပိုက်တွေကိုဓာတ်ရိုက်2ဖို့နေစရာမလိုပါဘူး မြေရှောင်းတဲ့ကမ်းခြေတွေမှာအနေထိုင်နေတဲ့စိတ်တွေကိုရှာဖွေယူရတာဖြစ်ပါတယ်။ကေမာလိုက်ကြောက်တွေဟာနှင်းထောင်ပေါင်းများစွာကြာလာတဲ့အခါမှာလေဒန်မိုးဒန်နဲ့ဒီရေတိုက်စားမှုတွေကြောင့်ပဲပေးပါတော့ပြီးတော့မြေရှောင်းတွေကမ်းခြေတွေမြစ်ကဘာနဲ့ဒီသမုဒ္ဒရာကျမ်းပြင်တွေစီကိုရေစီးကြောင်းနဲ့အတူမျောပါရောက်ရှိတော့ပါတယ်။အဲ့ဒီမှာဒီနီးလန်းကိုသုံးပြီးတော့မှစိတ်တွေကိုရှာဖွေယူရပါတယ်။ဒီနီးလန်းမှာလည်းရှာဖွေတဲ့နီးလန်းကနှစ်မျိုးရှိပြန်ပါတယ်။ပထမတစ်နည်းကတော့ကျွန်တော်တို့တွေရွှေကျင်တယ်လို့မျိုးခေါ်ပြအရှင်းထောင်းနဲ့ စကားတွေကိုသုံးပြီးတော့မှစိန်တွေကိုရှာဖွေရတာဖြစ်ပါတယ်။အသေးစားလုပ်ငန်းရှင်တွေဒါပါမဟုတ်ဒေသခံတွေအများစုအသုံးပြတဲ့နီးလန်းဖြစ်တယ်လို့လုံသားအင်အားအများဆုံးအသုံးပြရတဲ့နီးလန်းလည်းဖြစ်ပါတယ်။ဒုတိယနီးလန်းကတော့ဆယ်ရန်တရာကြီးတွေနဲ့အကြီးအကျယ်တူးဖော်ရတာပါပဲ။စိန်တိုင်းရှိနိုင်တဲ့ရေလန်းကြောင်းမှာနိုင်ရင်ကြီးတွေဆောက်ပြီးတော့ရေကိုလွှဲပစ်ပါတယ်။ပြီးတော့မှမြေကျမ်းပြင်ကနေဖော်ထုတ်တူးယူတာဖြစ်ပါတယ်။အစိုးတူးဖော်မှုတွေမှာဒီနီးလန်းကြောင်းမြေတစ်ခုလုံးကိုလမ်းကြောင်းလွှဲလိုက်ပြီးတော့ မူလာဒီမြေကျမ်းပြန်လျှောက်တွေ့တော်တဲ့အခါမှာစိန်တွေအနေထိုင်နေတဲ့တောက်စရိခေးတွေကိုစုဆောင်ပါတယ်ပြီးရင်စိန်ခွေးထုတ်တဲ့ဇက်ယုံလေးစီကိုပို့ပါတယ်ဒီနည်းလမ်းဟာစိန်တိုက်တွေအများအများရှိနိုင်မဲ့တည်နေရာကိုသာတေးသေးချာချာတွေးခဲ့မယ်ဆိုရင်အမျက်အစွန်အများကြီးကျန်စေပါတယ်ပထမနည်းလမ်းတစ်ခုဒီကျွန်တော်ပြောခဲ့တဲ့နည်းလမ်းတစ်ခုကတူဖော်မှုမှာထက်ပိုသေးငယ်တဲ့စိန်တွေကိုတွေ့ရတဲ့ပေမဲ့အကြီးအသေးမြင်မာပြီးတော့မှဈေးကောင်းရတဲ့ပါတယ်ဒါပေမဲ့တူဖော်မဲ့နေရာကိုတော့တေးသေးချာချာရွေးရှည်နိုင်ဖို့လိုအပ်ပါတယ် တူဖို့မှုမတိုင်ခင်မှာဒီပြင်ဆင်မှုတွေအများကြီးကိုလည်းလုပ်ဖို့လိုပါတယ်။အဲ့ဒါခါမှာပဲသဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှုနေစေပြီးတော့အမျက်အစွန်းလည်းကျန်စေမှာပါ။နောက်ဆုံးနည်းလမ်းကတော့ပင်လေပြင်တူဖို့မှုပါ။ဒီ Marine Diamond Mining ပဲဖြစ်ပါတယ်။ပင်လေကျမ်းပြင်အောက်ကိုရောက်နေတဲ့စိမ့်တွေကိုအထူးပြုပြင်ဖန်တီးထားတဲ့သင်္ဘောကြီးတွေနဲ့တူဖို့ရယူတာဖြစ်ပါတယ်။သင်္ဘောပေါ်ကနေပင်လေကျမ်းပြင်ထက်မှတောလာနိုင်တဲ့ဒီစဲရင်တရားကြီးတွေကိုရှားပြီးတော့မှပေါ့နော်။အလျားလိုက်တူဖို့တဲ့လို့ ကြီးမားတဲ့ dre hub တွေကိုသုံးပြီးလဲဒီ down line လဲတူတက်ပါတယ်အလဲအလိုက်တူဖို့တဲ့နေရာမှာတော့ဒီ crawler တွေဟာမြေထိုးဆက်ကြီးတွေလိုပဲပင်လေကျမ်းပြန်တခြားတော်တော်ပြီးတော့မှစိန်ပါတဲ့ကြောက်စရိတ်ခဲတွေနဲ့ပေါ်တော့ဒီအနစ်အနစ်တွေကိုစုပ်ယူဒါမှမဟုတ်ဒီတူးဆော့ပါတယ်အဲ့ဒီကနေရလာတဲ့ပစ္စည်းတွေကိုခိုင်မာတဲ့ပြွန်တွေကနေတစင်သင်ဘောစီကိုပြန်ပို့ပေးပါတယ် dre hub တွေနဲ့ဒီ down line တူတဲ့နေရာမှာတော့ aroma dre pipe တွေကိုတက်ဆင်ထားတာပါဒီနေ့မှာတော့ dre hub တွေကို ပင်လေချမ်းပြင်းစီကိုတဖြည်းဖြည်းချင်းရှားပေးပြီးတော့မှဒီစိမ့်ပါတဲ့ကြောက်စရိတ်ခေးတွေကိုဒီ2ဖို့ဆုပ်ယူတာဖြစ်ပါတယ်။ down light 2တဲ့နီကတော့ဒီအနစ်အနစ်အလော်တွေကိုပုံမို့ဖောင်းဝင်တူးနိုင်ပေမဲ့မျက်နှာပြင်အေရိယာတစ်ခုလုံးကိုကြည်ကြည်ပြင်းပြင်းလျှံမြင်မြင်တူးနိုင်ဖို့တော့ခက်ပါတယ်။သင်မောဘိုကိုရောက်လာတဲ့အနစ်အနစ်တွေမှာရေရွှွန်းအသေးနဲ့ဒီကြောက်စရိတ်ခေးတွေအများကြီးပါဝင်နေတာပါ။ဒါကြောင့်2ဖို့ပြီးတဲ့နောက်မှာရလာတဲ့အနစ်အနစ်တွေကို တင်ပေါ်ပေါ်မှာပဲတက်ဆင်ထားတဲ့စိန်ခွေးထုတ်တဲ့စဲယုံငယ်လေးတွေစီကိုဆက်ရှင်ပို့ပြီးတော့မှဆက်ရှင်စစ်ထုတ်ပြပါတယ်အဲ့ဒီစဲယုံငယ်လေးတွေဟာနိပညာပိုင်းမြန်မာတလို့အလိုအလျောက်အလုပ်လုပ်ပါတယ်စိန်မဟုတ်တဲ့ပစ္စည်းတွေကိုပင်လေတဲ့ပြန်လေစွန်းထုတ်ပြပြီးစိန်တွေကိုပဲဒီကန်းကိုတည်ယူပို့ဆောင်ပေးပါတယ်ဆက်ပြီးတော့ကျွန်တော်စိန်တန်းစင်ထုတ်လုပ်ခြင်းအကြောင်းကိုလည်းပြောခြင်းပါတယ်ဆိုတော့ဒီမိုင်းတွင်းတွေမြစ်တွေပင်လေတွေတွေကနေရှားလာတဲ့စိန်တွေကိုဘာဆက်လုပ်ကြလေပေါ့ ဒီအဆင်းကိုဖျက်ပြီးမှပဲစိတ်တွေဟာဒီလက်ဝဲယတနာဆိုင်တွေကုံသေးတွေလက်သေးကိုရောက်သွားတာဖြစ်ပါတယ်အဲ့ဒါကတော့စိန်တန်းစင်ထုတ်လုပ်တဲ့အဆင်းပဲဖြစ်ပါတယ်နေရာမျိုးစုံကနေတူဖို့ရရှိလာတဲ့စိန်ပါဝင်တဲ့ကြောက်တုံးတွေမြေစာတွေတွေကနေတန်ဖိုးရှိတဲ့စိန်ချမ်းပေါ့နော်ဒီ rock diamond တွေကိုခွေထုတ်တန်းစင်ပြန်လေစုဆောင်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ဒီအဆင်းမှာစိန်ရဲ့မာကျော်မှုနဲ့တိတ်တီးစားကိုအသုံးချပြီးတော့အစားကြောက်တွေကနေခွေထုတ်ပစ်တာပါ အဆင်းတွေကလည်းအမျိုးမျိုးရှိပြီးတော့ရှုပ်ထုတ်လွန်ပါတယ်။အတန်းဖြင့်ပြောရမယ်ဆိုရင်တော့စိန်ခွေးထုတ်တဲ့ဆက်ယုံတွေမှာရလာတဲ့တောက်တုံးမြေစာတွေကိုအရင်ဆုံးရှင်မောပစ်ပြီးတော့မှပိုတိုက်ဆေးကြောပစ်ပါတယ်။ရှင်မောပစ်တဲ့အဆင်းမှာဆိုရင်ဥပမာဒီမိုင်းတွင်းတွေကနေရလာတဲ့အီရမခင်ပါလိုက်တောက်ကြီးတွေကိုစက်ကြီးတွေနဲ့အစင်းစင်းရှင်မောပစ်တာပါ။စိန်ကိုမထိခိုက်စေတဲ့စိန်ပောင်းဝင်တဲ့ဒီအနစ်အနစ်တွေကိုတောက်တုံးကြီးတွေတွေကနေခွေထုတ်ရယူပါတယ်။အဲ့ဒီနောက်မှာဒီ ရှင်မောပြီးသားကြောက်စရိတ်ကြီးတွေကို discover ever လို့ခေါ်တဲ့တန်းစင်ပေးတဲ့ဆက်ကြီးတွေဒီမှာရေနဲ့အတူအပြင်းအထန်ဝင်နှောက်ဖြစ်ပါတယ်။ရည်ဝဲချက်ကတော့ကြောက်စရိတ်ကြီးတွေမှာကဲညိနေတဲ့ရွှန့်၊မြေမှုန့်နဲ့အစာဒီပေါ်ပါတဲ့အညစ်အကြေးတွေကိုဖေရှားပစ်ဖို့ပါ။ဒီအဆင့်အဆင့်ပြီးရင်တော့စကားချပါတယ်။အရွေအစားတွေခွေကြပါတယ်။တန်းစင်ပြီးတဲ့ဒီကြောက်စရိတ်ကြီးတွေကိုဒီစကားအမျိုးမျိုးတုံးပြီးတော့မှအရွေအစားအလိုက်ခွေထုတ်ပစ်တာမျိုးပါ။ဒါကစိန်ထုံးယူမဲ့နောက်တစ်ဆင့်အတွက် အရွေးအစားတူညီတဲ့အပိုင်းအစားတွေရလာစေဖို့ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့စိန်ကိုဒီအစားတက်တူမဟုတ်တဲ့ပစ္စည်းတွေကနေခွေထုတ်ဖို့လုပ်ပါတယ်။ဒီနေရာမှာတိတ်တိစားကိုအသုံးချတာပါ။စိန်ပါဝင်နေတဲ့ဒီတောက်ဆရီခဲတွေကိုပန်တဲ့ဒီဆီလီကွန်အမှုန်းတွေနဲ့ယော်ပြီးတော့မှရေနဲ့ဖြော်ထားတဲ့အထုအရည်တခုတွေကိုဖြစ်ပြလိုက်ပါတယ်။ဒီစိန်နဲ့အစားတိတ်တိစားများတဲ့တက်တူတွေဟာအဲ့ဒီအရည်ထက်ပိုလေးတဲ့အတွက်ပေါ့နော်ဒီအောက်ကိုနေဆင်းတော့ပါတယ်။ တိတ်တီးစားနေတဲ့ကြောက်တုံးတွေကတော့အပေါ်မှာပေါ်နေတော့တာပါအဲ့ဒီကြောက်တုံးတွေကိုတော့အမိုက်အဖြစ်သတ်မှတ်ပြီးဆွန့်ပစ်လိုက်ပါတယ်ဒီအဆင်းကိုကြော်ဖြတ်ပြီးရင်တော့စိမ်ပါဝင်မှုအလွန်မြင့်မားတဲ့အဆိုင်ကဲတွေကိုရလာပါပြီဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးအဆင်းကိုရောက်လာပါပြီစောစောကဒီစိမ်ပါဝင်မှုမြင့်မားတော်တဲ့အဆိုင်ကဲတွေကနေစိမ်ကိုတည်တံ့ထုတ်ယူတဲ့အဆင်းဖြစ်ပါတယ်အဲ့ဒီအတွက်ဒီခိမိနည်းပညာတွေကိုအသုံးချရပါတယ်အရင်တော့ကတော့စိမ်တွေကိုဒီအစီနဲ့ခွေးထုတ်ကြတာဖြစ်ပါတယ်စိမ်တွေဟာ ရင်ထဲမထိပဲအစီကိုဒီတက်တွေ့တဲ့ဂုံတက်တီမျိုးရှိတာကြောင့်စိန်ပောင်ဝင်တဲ့အဆိုင်ခဲတွေကိုအစီတုတ်ထားတဲ့မျက်နှာပြင်ပေါ့နော်ဒါမှမဟုတ်ဒီပန်လန်းတစ်ခုထဲမှာအကျဉ်းချင်းဖြတ်တန်းစေပါပြီအဲ့ဒီမှာစိန်တွေကအစီမှာကက်ကြံနေပြီးတော့တောက်တွေကရင်ထဲအတူစီစဉ်တော့ပါပြီဒါပေမဲ့လည်းအခုခေတ်မှာတော့ဒီ X-ray နဲ့ခွေးထုတ်တဲ့ခင်းမိတဲ့နီလန်းတွေကိုပဲအသုံးပြုနေပြီဖြစ်ပါပြီစိန်တွေဟာဒီ X-ray နဲ့ထိတွေ့တဲ့အခါမှာတောက်ပမှုထွက်လာတဲ့သဘာဝကုန်သတ္တိရှိပါပြီ အဲ့ဒီမှာခင်မိအာယုံကံကရိယာတွေကအဲ့ဒီတောက်ပမှုကိုအရှိခံပြီးတော့မိုက်ခရိုပရိုဆက်ဆာတွေကိုဒီအဆက်ပြပါတယ်အဲ့ဒီမှာပဲအလွန်တိကျတဲ့လေဆာစနစ်ကစိန်တွေနဲ့ဒီအစားတန်လိုက်မဟုတ်တဲ့အရာဝတ္ထုတွေကိုတိတိကျကျဖြတ်တောက်ခွေထုတ်ပြပါတယ်တန်လိုက်ပါတဲ့အရာဝတ္ထုတွေကိုခွေထုတ်ရမှာတော့တန်လိုက်တွေကိုပဲတုံးကြပါတယ်အဲ့ဒီလိုအစင်းပေါင်း18000လောက်ဖြတ်သန်းအပြီးမှမှတန်းစင်တဲ့စိန်တွေကိုရလာတာဖြစ်ပါတယ်ဒါပေမဲ့ပြီးပြီလားဆိုတော့မပြီးသေးပါဘူး ဒီစိန်ခွေးထုတ်မှုစဲယုံကနေရလာတဲ့စိန်တွေကိုပို့ပြီးတန်းစင်တော့အောင်နီလန်အမျိုးမျိုးနဲ့အထက်ထက်ရှော့ဖော့ရတယ်လို့အလေးချိန်နဲ့အရင်အသွေးကိုလည်းတည်တည်ရှာရှာစေ့ရပါသေးတယ်။အဲ့ဒီနောက်မှသာသက်ဆိုင်ရာနေရာတွေစီကိုပိုးပိုးအသင်းဖြစ်လာတာပါ။စိန်တွေကိုအစင်းအတန်းသတ်မှတ်ရမှာအရင်ဆုံးဒီကာရဲနဲ့အလေးချိန်သတ်မှတ်ပါတယ်။ပြီးတော့အရင်အသွေးကိုစစ်ထုတ်ရွေးရှိပါတယ်။ရလာတဲ့စိန်တိုင်းဟာအရင်အသွေးအများကြီးကိုင်းနေတာဖြစ်ပါတယ်။အဓိကအဖြစ်တော့ တောင်းမြတ်ယတနာအစင်းစိန်နဲ့စက်မှုလုပ်ငန်း၃စိန်ဆိုပြီးတော့မှာနှစ်မျိုးတွေ့ထွက်သွားတာပါသူ့ဘော်ရရှိတဲ့အဒီစိန်အားလုံးရဲ့80ရာခိုင်နှုန်းလောက်ဟာစက်မှုလုပ်ငန်း၃စိန်တွေပဲဖြစ်ပြီးတော့တောင်းမြတ်ယတနာအစင်းကအရင်ရှားပါတယ်စက်မှုလုပ်ငန်း၃စိန်တွေဟာတောင်းမြတ်ယတနာအဖြစ်သုံးလို့ရတဲ့အတွက်တန်ဖိုးနေပေမဲ့စိန်ရဲ့တဘာဝကုန်တတိဖြစ်တဲ့အလွန်မာကျောမှုနဲ့အပူလျက်ကူးနိုင်စွမ်းမြင်မှမှုတွေကြောင့်စက်မှုလုပ်ငန်းတွေမှာမရှိမဖြစ်အရေးပါနေတာပါ ်လော့ဓာတ်တွေပြီးရင်ဒီ2.0လုပ်ငန်းတွေမှာသုံးတဲ့ drain တွေနဲ့တိတ်ဆက်တွေမှာစိန်တွေကိုသုံးတတ်ကြပါတယ်။ဒါပေမဲ့လည်းစိန်2.0 company တွေအတွက်တော့စက်မှုလုပ်ငန်းသုံးစိန်တွေကနေအမြတ်အစွန်သိမ့်မရပါဘူး။တောင်မြေရတနာအစင်းစိန်တွေကနေမှသာအရှိကြီးရကြတာဖြစ်ပါတယ်။အလေးချိန်နဲ့အကြီးအသေးရွေးရှည်သတ်မှတ်ပြီးပြီဆိုရင်တော့တောင်မြေရတနာအစင်းစိန်တွေကိုတည်တည်ရှာရှာထုတ်ပို့ပြီးတော့မှသက်ဆိုင်ရာနေရာတွေစီကိုပို့ဆောင်ပေးပါတယ်။အဲ့ဒီမှာတခါလေးပဲမူလတဘာဝအရင်အမြင့်တွေကနေရလာတဲ့စိန်ဖြစ်ကြောင်းကိုပါ အသီးအမှတ်ပြုနံပါတ်ထုတ်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့စိန်တွေကို show ID electronic လေလံစနစ်နဲ့ license ရစိန်ကုန်တွေတွေစီကိုရောက်ပါတယ်အမြင့်ဆုံးလေလံခြင်းပေးသူပဲသက်ဆိုင်ရာစိန်အမျိုးအစားကိုဝေယူခွင့်ရပါတယ်ဒီနေရာမှာအရှိုးစိန်တွေကတော့မူလ24ရရှိတဲ့နိုင်ငံမှာသာကြံခဲ့ပြီးလက်ဝတ်ယတနာအဖြစ်ကိုပြောင်းလဲတော့ပါတယ်ဒါကြောင့်မူလအရင်အမြင့်တရှိရနိုင်ငံအတွက်လည်းအမျက်အစွန်းတွေရရှိပါတယ်ဒါပေမဲ့လည်းတော်တော်များများကတော့ဒီကဘာနဲ့တဝန်းကလက်ဝတ်ယတနာကုန်တွေတွေနဲ့ စိန်ဖြတ်တောက်မှုကျွမ်းကျင်ပညာရှင်တွေလက်ထဲကိုသာရောက်သွားကြပါတယ်။သူတို့ကနေမှစိန်တွေကိုအမျိုးမျိုးဖြတ်တောက်မွမ်းမံရင်ဒီဇိုင်းတွေဖန်တီးရင်းနဲ့ပဲကမ္ဘာဈေးအကြီးဆုံးလက်ဝဲရတနာတွေဖြစ်လာစေပါတယ်။ဒီလိုနဲ့ပဲစိန်တွေဟာကျွန်တော်တို့ရဲ့ဒီလက်ထက်လက်ဆွဲတွေထက်ကိုရောက်လာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းစိန်တွေဟာဒီအခြားကြောင်းမြဲရတနာတွေလိုပါပဲတောက်ပတဲ့အရှင်ရှိသလိုအမောင်ဖက်ရှင်လည်းရှိနေတာပါ။ပမိုင်းတစ်ချောင်းမှာလည်းကမ္ဘာအင်အားကြီးနိုင်ငံတွေအတွက်စိန်တွေဟာ ကိုလိုနီအင်ပါယာရှေ့ထွင်ဖို့ဖြစ်စေခဲ့တဲ့အဓိကအရာတွေထဲမှာပါခဲ့ပါတယ်။ဂျာမနီမှာဒီနေ့မှဒီနာမီဘီယားလို့ခေါ်တဲ့အာဖရိကနိုင်ငံလေးကိုဒီ1884ခုနှစ်လောက်မှာကိုလိုနီအဖြစ်သိမ်းပိုက်ခဲ့ပြီးတော့မှဂျာမန်အနောက်တောင်အာဖရိကပေါ့နော်ဒီဂျာမန်ဆောက်ဝက်အာဖရိကလို့သတ်မှတ်ခဲ့ပါတယ်။ကိုလိုနီအဖြစ်သိမ်းပိုက်ခဲ့ပြီးတော့နာမီဘီယားမှာစိန်တွေအများအများထွက်တယ်ဆိုတာသိခဲ့ရတဲ့နောက်မှာတော့ဒေသခံလူမျိုးစုနဲ့တိုင်းရင်းသားတွေအပေါ်မှာလူမျိုးတုံးတက်ပြတ်မှုတွေအပါအဝင် အလွန်တရာမှဒီရက်ဆက်တန်ကြုတ်တဲ့နီလန်းတွေတုံပြီးတော့မှဖိနေခဲ့ပါတယ်ဒေတာခင်ဟီရီရိုနဲ့နာမာတိုင်းရင်းသားတွေကိုဂျာမန်တွေကအစူလိုက်အပြုံလိုက်တက်ဖြက်ခီမှုဟာကမ္ဘာအစောဆုံးဂျီနိုဆိုက်အမှုတော်မှဖြစ်တယ်ဆိုပြီးတော့မှသမိုင်းတွင်ခဲ့ပါတယ်ဂျာမနီဟာနာမီဘီးယားမှာတားမြစ်စုံလို့ခေါ်တဲ့ဒီအီရီယာခြေကြီးတွေကိုတတ်မှတ်ခဲ့ပြီးတော့စိန်တွေကိုအကြီးအကျယ်ထုတ်ဖော်ယူခဲ့တယ်လို့ဒေသခံလူမျိုးစုတွေတိုင်းရင်းသားတွေကိုလည်းအဲ့ဒီစုံတွေထဲမှာစိန်တူးဖော်ဖို့အတင်းအဓမ္မခိုက်စေခဲ့ပါတယ် ဒီလိုပါပဲဗြိတိရှားတွေဆိုရင်လည်းစီယာရာလီယွန်ကိုတင်ပိုက်ခဲ့ပြီးနောက်မှာဒီ1930ကျော်ကာလမှာပေါ့နော်စိန်ထွမ်းမန်းလည်းတွေ့ခဲ့ရောအကြီးအကျယ်အမျက်ထုတ်ခဲ့ပါတယ်ဗြိတိရှားတွေဟာစိန်ကားနေရှားတဲ့အကျိုးအမျက်အများစုကိုရယူခဲ့ပြီးတော့မှဒေသခံစီယာရာလီယွန်ပြည်သူတွေကိုတော့အနည်းအကျဉ်းလောက်သာပေးခဲ့ပါတယ်အဆုံးသတ်မှာတော့အာဖရိကတိုက်ကစိန်တွေကြောင့်ကိုလိုနီနိုင်ငံကြီးတွေသာပုံမရှမ်းသာတော့ပြီးဒေသတွင်းနိုင်ငံတွေကတော့ဆင်းရဲမွေးတေမှုပြည်တွင်းစစ်တွေနဲ့သာကြံခဲ့ပြီး ဒုက္ခပင်လေးဝေခဲ့ကြတာပါဒီလွလွရေးရပြီးနောက်ပိုင်းမှာဆိုရင်လည်းအဲ့ဒီနိုင်ငံတွေဟာပေါ့နော်လက်နက်ကင်တက်တွေရှေ့ချင်းလိန်နေတဲ့နေရာတွေစိန်တွဲတွေကိုအဲ့ဒီတက်တွေကိုပေါ့နော်ဒီအတင်းအဓမ္မတင်ပိုက်ထားပြီးတော့ဒီသွေးစွန်းနေတဲ့စိန်ပေါ့နော်ဒီ blood diamond တွေကို2 forge ထုတ်ယူတဲ့နေရာတွေပဲဖြစ်လာခဲ့ပါတယ်ကဘာတစ်ဖက်ချမ်းကလူသားတွေရဲ့လက်ပေါ်မှာဝက်ဆင်ထားတဲ့လှပတဲ့စိန်မွင်းလေးတစ်ပွင့်ဖြစ်လာဖို့အတွက်ဒီကဘာရဲ့အခြားတစ်ဖက်ချမ်းကလူသားတွေကတော့ငရေကြခံနေကြရတာပါ အဲ့ဒီသွေးစွန်းနေတဲ့စိန်တွေကိုတားဆီးနိုင်ဖို့အတွက် Kimber Life Process လို့ခေါ်တဲ့အသီးအမှတ်ပြုစနစ်ကိုတော့ဖန်တီးခဲ့ကြပါတယ်။ကျွန်တော်စောစောကဒီပြောခဲ့တဲ့ပေါ့နော်စိန်တွေကိုခွေးထုတ်တန်းစင်ပြီးနောက်မှာအသီးအမှတ်ပြုတစ်စိမ့်သတ်မှတ်ပေးလိုက်တယ်ဆိုတာကဒီစနစ်ကိုပြောတာဖြစ်ပါတယ်။၂000ပြင်းနေလောက်မှာ Kimber Life စနစ်ကိုစတင်အသက်သွင်းခဲ့တာဖြစ်ပြီးဒီကမ္ဘာဈေးကွက်ထဲမှာသွေးစွန်းနေတဲ့စိန်တွေကိုရောင်းဝယ်ဖောက်ကားမှုကိုတားဆီးနိုင်ဖို့လုပ်ခဲ့တာပါ။၂003ခုနှစ်ကစပြီးတော့မှခင်ပါလိုက်စနစ်ကတရားဝင်ဖြစ်လာခဲ့တာဖြစ်ပြီး ကဘာမှာစိန်ထိုးလို့ရောင်းချမှုမှာဒီအတိအမှတ်ပြုလက်မှတ်ပါတဲ့စိန်တွေပဲတရားဝင် ရောင်းဝယ်ဖောက်ကားခွင့်ရတာဖြစ်ပါတယ်တကယ်လဲအောင်မြင်ခဲ့တဲ့စနစ်တခုလို့ပြောရမှာပါဒီစနစ်ပေါ်မလာခင်အချိန်တုန်းကတော့ကဘာစိန်ရောင်းဝယ်ဖောက်ကားမှုရဲ့လေးရာခိုင်နှုန်းလောက်ဟာပဒီပခါတွေမြင်မားနေတဲ့နေရာကနေဒီရောက်လာတဲ့တွေးစွန်းနေတဲ့စိန်တွေဖြစ်ခဲ့ပါတယ်ဒီနေ့မှဆိုရင်တော့ခင်ပါလိုက်စနစ်ကြောင့်နေ့ရာခိုင်နှုန်းလောက်အထိကျဆင်းတော့ခဲ့ပါတယ်ဒါကြောင့်မဲ့အခုချိန်မှာမိတ်ဆွေတို့စိန်ဝယ်မယ်ဆိုရင် ဒီစိန်ဘေကားနေထွက်တယ်လဲဆိုတာပေါဝင်တဲ့အတိအမှတ်ပြုလက်မှတ်တစ်ခုကိုရတာဖြစ်ပါတယ်ဒီလက်မှတ်ပါမှသာပဲတရားဝင်ပြန်လေရောင်းဝယ်ဖောက်ကားလို့ရပါတယ်ဒါပေမဲ့လည်းအရာအလုံးပြည်လေတော့တယ်ရေတော့မဟုတ်ပါဘူးဒီကျွန်တော်ပြောသလိုပဲပေါ့နော်ဒီစိန်24မူလုပ်ငန်းတွေဟာကုန်ကြစည်းအရင်မြင်ပါတယ်ဒါကြောင့်အမျက်ကြီးစားလို့တဲ့ကုမ္ပဏီတွေအဖွဲ့အစည်းတွေဟာဈေးသက်သာမဲ့အမျက်ပိုကျန်မဲ့နီလန်းတွေကိုအမြင့်ရှာဖွေနေကြပါတယ် အရာရဲ့အကျိုးဆက်အနေနဲ့ဒီစိန်တူဖို့ရဲ့လုပ်ငန်းတွေမှာလုပ်ငန်းခွင်မလုံခြုံမှုတွေအလို့သမားအခွင့်အရေးရှိုးဖောက်မှုတွေကလေးလုပ်သားအသုံးပြုမှုတွေကမြင့်တက်လာပါတယ်အထူးသဖြင့်ဒီအာဖရိကဒေသမှာဆိုရင်စိန်တူဖို့ရဲ့လုပ်ငန်းတွေဟာအန္တရာယ်အများဆုံးနေရာတွေဖြစ်လာပါတယ်လုပ်ငန်းခွင် လုံခြုံရေးနေပါမှုတွေဆိုးရွားလွန်းလှတဲ့နေထိုင်မှုအခြေအနေတွေကြောင့်အသက်ဆုံးပါတော်ရတဲ့အလို့သမားတွေလည်းမနေထားပါဘူးတဲမှရေးပြဿနာတွေကိုလည်းကြီးကြီးမားမားရင်ဆိုင်နေရတာဖြစ်ပြီးတော့ဒါတွေကိုဘယ်သူမှထိထိရောက်ရောက် ဖြည့်ဆင်းပေးနိုင်ခြင်းမရှိသေးပါဘူးအများအပြည့်ဒီစိန်တူးဖို့ရေလုပ်ငန်းတွေမှာမျက်စိဝေဒနာတွေခေါင်းကိုင်မှုတွေအာဟာရမပြည့်ဝမှုတွေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂဝေဒနာတွေအပြည့်ဖြစ်နေတတ်ပါတယ်ကလေးလုံသားတွေဆိုရင်ရွေးရှည်စရာတောင်မရှိပါဘူးကိုမိသားစုရဲ့ဒီစာဝဲနေရေးကဒီလုပ်ငန်းပေါ်မှာဒါအရှိပြုထားတဲ့အတွယ်ပေါ့နော်ဒီဆိုးရွားလာတဲ့ပတ်ဝန်းကျင်အရှိနေအောင်မှတိတ်မိတ်လုပ်နေကြရတာဖြစ်ပါတယ်ဒီ2018ခုနှစ်က လူအခွင့်အရေးစောင့်ကြည့်မှုအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ကြေညာချက်တွေအရကမ္ဘာတစ်လောကစိန်တွင်းတွေမှာဒုက္ခဆင်းရဲတွေကြုံတွေ့နေရသူတွေအများကြီးရှိနေတယ်လို့သိရပါတယ်။ကမ္ဘာအကြီးဆုံးစိန်တူးဖော်ရေးလုပ်ငန်းတွေမှာတော့မှဒီပြဿနာတွေကတက်နေတာဖြစ်ပါတယ်။ဒီကနေ့ထွက်လာတဲ့စိန်တွေဟာတွေးစွန်းနေတဲ့စိန်တွေလောက်မဆိုးပေမဲ့အလုံးစုံတန်ရှင်းတယ်လို့တော့ကျွန်တော်တို့ပြောမရတော့ပါဘူး။ဒါပေမဲ့လည်းစိန်ဆိုတာကလူတိုင်းသိရှိကြအရာဖြစ်နေတော့ဒီလက်ထက်လက်ဆွဲအတွက် စိန်လက်ဆွဲလေးမှဆိုသူတွေကလည်းအများကြီးအများကြီးရှိနေတာပါပဲ။ကောင်းတဲ့ဘက်ကနေကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေါ့နော်ဒီဘောဝါနာလိုမျိုးတောင်အာဖရိကနိုင်ငံကြီးလေးဟာလွယ်လွယ်ရရပြီးတဲ့နောက်မှာစိန်ထောက်မဲ့ဒီစင်ရေးမွေးတည်နေတဲ့ဘဝကနေရွံ့မြောက်ခဲ့ပါတယ်။ဘော့စ်ဝါနာရဲ့အဓိကပိုးကုံအမျက်အစွန်ရဲ့87ရာခိုင်နှုန်းလောက်ဟာစိန်ကားနေရတာဖြစ်ပြီးတော့နိုင်ငံ GDP ရဲ့6%ရာခိုင်နှုန်းဟာလည်းစိန်ကားနေရတာပဲဖြစ်ပါတယ်။ ဘော့စ်ဝါနာနိုင်ငံဟာကမ္ဘာစိန်ရောင်းဝယ်နေတဲ့ company တော်တော်များများမှလည်းအစုရှယ်ယာပါဝင်ထားတဲ့အတွက်ကမ္ဘာလုံးကစိန်ရောင်းချမှုတွေကနေအမျက်အစွန်ရနေတယ်လို့တော့မှပြောနိုင်ပါတယ်။ဒါကတော့စိန်နဲ့ပတ်သက်လို့အလင်းပတ်ခြင်းလည်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဗဟုသုတတွေအများကြီးရရှိတော်မှာဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့အထင်မှာကြံနေခဲ့တဲ့စိန်နဲ့ပတ်သက်တဲ့တခြားအကြောင်းတွေကိုဒီကျွန်တော်မိတ်ဆွေတို့တည်ထားတာပဲရှိရင်လည်း comment မှာအားလုံးသူသိနိုင်ဖို့အတွက် ရေးသားပြီးတော့မှမျှဝေပေးတော့ကြလို့ရှာပါတယ်။နောက်ထပ်နေ့တွေမှာလည်းအခုလိုမျိုးဘ ഹു ဒုရရရှိပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေလက်တော်ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်အကျင်းတွေကိုပြင်ဆက်ပေးနေဦးမှာမို့အဆောင်မြတ်ကြည့်ရှုကြပါအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်တစ်ပုဒ်မှတင်ကျင်းမှာမှလည်းပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လက်မှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ် ၃၉ကို669 97 625နဲ့၃၉ကို905 953လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။